ူလက်ကမပြိုင်လို့ရလားဆိုတဲ့စာပုံအဲ့ချိန်ကျရင်မျက်ရည်ကျတယ်တော့သားရဲ့တခုလားဆိုတော့စကလုံးကအနေတိုင်းပူစင်ញရတဲ့အသားနှိမ့်တာလည်းမဟုတ်ဘူးလေကလေးကိုကပဲစပြီးပြောပြီးကိုကပဲဒီစကလုံးလေးနဲ့ဆုံးမပါတယ်လို့ဖတ်တယ်ဖတ်ပြီးငိုတယ်ပြောသူတို့တိလားမသိဘူးမဖတ်နဲ့တဲ့သူကပြောတယ်

ဒါပေမဲ့သူအဲ့ဆိုင်ကြတော့အရန်နားမလဲလို့လေအားပေးပါတယ်ဒါပေမဲ့အိမ်မှာလည်းအမေအဖွားတယောက်တည်းရှိတော့အန်တီကမလိုက်ဖြစ်တာလေသမီးကိုဥပိ္ပခာပြူတာအားမပေးတာဟိုအမေတယောက်တောင်းမယူတာမလိုက်လာတာအဲ့လိုမဟုတ်ဘူးလေဒါအိမ်မှာအဖွားတယောက်တည်းရှိတဲ့ခါကျတော့အန်တီကမလိုက်ဖြစ်တာပေါ့နော်ကိုကိုတိုင်ကလည်းကျမ်းမာရေးဒီခြေတော့ကမကောင်းတော့လေအမေညီမလေးအပြူကြီးပေါ့55နှစ် အညီမလေးကိုသမီးနဲ့ထည့်ပေးလိုက်ပါတယ်အန်တီအစားပေါ့နော်အားပေးပါတယ်လို့အဲအဲဥစားမျိုးအဲဥစားကိုကိုကကြည့်ရမှရှက်တာလေးသားနော်ဟဲ့နေအဲဥစားကိုငါရှက်တယ်လို့ငါလိုက်မှမဟုတ်ဘူးအေးအဲ့ဒါမျိုးဆိုရှက်တာလေးသားကိုကရိုးရိုးရိုးပဲနေတတ်တော့လေဒါမဲ့နောက်ဒီအခုသူ့ဥစားနဲ့သူအဆင်ပြေလာတယ်ဆိုတော့လေလေဟိုအားပေးပါတယ်သူတယောက်တည်းကိုကွက်ပြီးအားပေးတာမဟုတ်ဘူးနော်သား အကုန်လုံးပြိုင်ပွဲဝင်တဲ့သမီးတွေအကုန်လုံးကသူတို့ဘဝရှေ့လန်းအတွက်ကိုပြိုင်ရတာလေခလေဘသူပဲရရပါဘသူပဲရရပါသမီးတွေအလုံးရကြပါစေလို့အန်ဒီရဲ့မြစ်တာလည်းပို့ပေးပါတယ်ဒါကိုတင်းစုလွန်မောဇယ်ကိုတာပြောရဲ့ခန်းတော်ကိုကိုစားပြုရပြီဆိုတော့မှတည်တာမသူကအိမ်မှာတော့အဲ့လိုရှောက်ရှောင်တာလေဒါအိမ်မှာဘူးအင်ကြီးတွေအမျိုးမျိုးဝတ်ပြီးသူရှောက်အောင်လားလေဒီရှိ့မှာသူရှောက်တော့ရှောက်နေအန္ဒီကလည်းမေးတော့မမေးမိဘူး อืมนี่แหละလေ့ကျင့်နေတာတဲ့သူအဲ့လိုတော့ပြောတယ်ပြိုင်မယ်လို့မထင်ဘူးလေသာပြောင်းတာတော့ပြောင်းလဲတယ်သာဟိုတင်းတင်းတယ်တယ်လှက်လှက်ပပလေးဖြစ်လာတယ်ပေါ့နော်အဲ့လိုကယူထားမိပါတယ်သာကြော်ကြီးကကြော်ကြီးပဲလားမိမဆန်သွားပြီသာတင်းတင်းတယ်တော့မိမတော့အခုနည်းနည်းပြန်ဆန်သွားတာပဲခလေးအဲ့ဘကူ လာမယ်ဖြစ်ရွေးခံရပြီလို့ဆိုတော့သူစိုင်းမွဲကိုလိုက်လာတာဒါစိုင်းမွဲလေးအန်တီယာစိုင်းမွဲထွက်နေတော့လိုက်လာတော့သူဆက်လွယ်လေးရောဗာလေးရောပြရတယ်။ဩအေးဝန်တာပါတယ်သမီးရဲ့အဲ့တော့မှတည်တာလေ။အဲ့တော့အပေးပါတယ်လို့အိမ်မှာလည်းတော်တော်ယူသွတ်တယ်သားဖနက်တီမှားတာလေ။ဖနက်တီမှားဖနက်တီတောက်တီကြိုးထွက်ပဲ့ထွက်အလောက်တိအောင်သူလိကျင့်တယ်ပေါ့နော်။ဘွားအန်တီယာလေးဘွားနေမကောင်းဖြစ်တော့သူ့ကိုမပြော ပြောကြနဲ့လို့အန်တီတို့ကမောင်နှမနှစ်ယောက်ရှိတာမောင်လေးကအဝေးမှာလေအဝေးမှာဆိုတော့သူ့ကိုမပြောပါနဲ့သူ့ပြိုင်တဲ့ဥစ္စာစိတ်ဆင်းရဲွားမှာကြောက်လို့လေမပြောနဲ့ဆိုပြီးတော့ထားတာနောက်ကျတော့သားတို့လေသားတို့မင်းမယ်ဆိုတော့အာနဲ့သမီးတို့နေမလွတ်နဲ့အောင်လို့ဘွားတော်တော်နေမကောင်းဘူးလို့အဲ့တော့မှလှမ်းပြောတော့မှသူရောက်လာလေရောက်လာသူရောက်ပြီးနှစ်ရက်ပဲနေတယ်ဆုံးတာဒါအကုန်လုံးသူတာဝန်ယူပါတယ်တကြိုပြီးတော့ ခွင့်စေသွားတော့ပြန်တယ်လေပြန်တော့ရက်လည်နေကြတော့တစ်ခါပြန်လာပေါ့မလို့မပြောတာလဲဆိုပြီးပြန်လာတာပြန်လာတော့ကလေးရဲ့သူပြန်လာပြီးတညပဲနောက်နေကြတော့စေယုံတယ်သိမကန်လိုက်ဘူးစေယုံမှာတနားကြီးလောက်ပဲဆုံးသွားတာအန်ဒီကတော့လေပြောတဲ့လူတွေကိုပေါ့နော် မနာလို့လို့ပြောတယ်လို့အဲ့လိုမတတ်မှတ်ဘူးသူ့ဘဝရဲ့ ဟိုလမ်းကြောင်းတစ်ခုကိုဟိုပြင်သင့်တာမပြင်သင့်တာကိုစုံမတယ်လို့ပဲအန်ဒီကခန့်ယူတယ်လေအဲ့တော့သမီးတော့ဘာမှပြန်မပြောရဘူးလို့ကိုကဒါလမ်းကြောင်းရဲ့တစ်ခုပေါ်မှာအမှားအမှန်ချင့်ငိမ့်နိုင်အောင်စကားအပြောဆိုချင့်ငိမ့်နိုင်အောင်ဒါတင်ကြားပေးတယ်လို့ပဲသဘောထားလို့ပြောထားပါတယ်အန်ဒီကလက်ဆောင်ပေးစရာမရှိသမီးကိုအချစ်ပဲပေးမှရမယ်မြေတားတွေပဲပေးမှရမယ်နော်ခလေးသူမရှိလို့လည်းမဖြစ်သလိုအန်ဒီမရှိလို့လည်းမဖြစ်ဘူးသား เนาะအဲ့လိုပေါ့အခုတော့မှကိုမိဘမရှိတော့တာတကယ်ကိုတကယ်ကိုတတိုင်းပြိုသွားတာပဲသာအဲဆိုဟိုပွဲထွက်ရင်ပွဲထွက်ရင်မင်းအိမ်မှာမြေအကြီးလေးဘုတို့လေးရှိတော့အားရှိသေးတယ်ခုကြတော့ကိုရဲ့ရက်ရွှေရက်မျိုးပေါ့ဒီပိုင်းလေးကကောင်းတယ်ကလေးအရင်အကူရတယ်ဒီပိုင်းလေးကလေကလေးလေးနော်ယောက်ျားရင်းနဲ့စကားပြောတဲ့ခါကျရင်မိန်းကလေးဖော်ပါမှသွားယောက်ျားရင်းနဲ့စကားပြောတဲ့ခါကျရင် ဘလို့အနေထားပြောဘလို့ဆက်ဆံရတဲ့ဥပိ္ပခပြုခိုင်းတာမဟုတ်ဘူးလေကလေးနော်သူများရဲ့အမြင်မှာဒီမင်းကလေးဟာဘလို့နေပါတယ်နေထိုင်ကောင်းပါတယ်မကောင်းပါဘူးဆိုတာကြည့်ပြီးဆုံးဖြတ်လို့ရတဲ့အတွက်ဒီကသူ့ကိုတော့ဆုံးမလိုက်ပါတယ်ဘလို့နေရမယ်ထိုင်ရမယ်ပေါ့နော်ဟိုအန်တီဖတ်ကြည့်တာပေါ့နော်တခုလက်ကမပြိုင်လို့ရလားဆိုတဲ့စာပုံအဲ့ချိန်ကျရင်မျက်ရည်ကျတယ်တော့တာရဲ့ဒါပေမဲ့အဲ့တခုလက်ဆိုတဲ့စကလုံးကအနေထိုင်ပူစင်ခြင်းရတဲ့အတား အန်ဒီကမုတ်ဆိုးမမုတ်ဆိုးမတော်သေးတယ်ငယ်လဲငယ်တယ်တခုလာဆိုတော့အဲ့ဒါပိုဆင်ညင်ရတယ်လေကိုကပဲစပြီးတော့ဟိုဟိုရမ်းရမ်းပြောရင်နှိမ့်တာလည်းမဟုတ်ဘူးလေကလေးကိုကပဲစပြီးပြောပြီးကိုကပဲဒီစကလုံးလေးနဲ့ဆုံးမပါတယ်လို့အဲ့ပြိုင်ပွဲကအဲ့လိုနေထားတယ်လေပြိုင်လို့ရတယ်ဆိုတော့ဟိုပြိုင်လို့ရတဲ့အချိန်မှာဒါပြိုင်လာပဲလေသူ့ရဲ့အခွင့်အရေးမှုလို့သူပြိုင်လာပါလို့ တခုလို့ပြောတယ်လို့ငါ20မြစ်ရှစ်မြစ်တာထားပါလို့ပြောတဲ့အတွက်သမီးပေါ်မှာလည်းငါ28မောင်နှမချင်းမြစ်တာလေးတွေပေါ့နော်ထားပြီးတော့ပဲအဲ့အမြင်လေးနဲ့ပဲကြည်ပြီးအားပေးပေးပါလို့ဆုံးမတာလဲလက်ခံပါတယ်လို့ပဲပြောချင်ပါတယ်ပြေငိုတယ်ပြောသူတော့တိလာမသိဘူးမဖတ်နဲ့တဲ့သူကပြောတယ် ဒါပေမဲ့လေခဏရေတော့ရှိအောင်ကြိုးစားပါတယ်ခလေးသမီးရဲ့လို့သူတို့လည်းဒါဆုံးမတာပေါ့လို့အမြင်ချင်းတော့ပဲတူမလဲလက်ခံပါတယ်လက်ခံနိုင်အောင်ကြိုးစားရမယ်လို့ဆုံးမလိုက်ပါတယ်ဟုတ်တယ်ခလေးညနေချိန်ရောတယောက်ထဲနေရတော့ပူဆိုးတာပေါ့ခလေးဒါမီးနှစ်ယောက်သုံးယောက်ကတယောက်ရော့သွားတယ်တယောက်ရော့သွားတယ်ပြင်ကိုသမီးကအဝင်းပါဆိုတော့အချိန်တိုင်းတတိရပါတယ်နောက်ပိုင်းပြိုင်ပွဲအဆင့်နေတက်လာတဲ့အထိပေါ့နော် တက်လာတဲ့အထိအလိုငွေရောငွေပင်ငွေကုန်ကြေးကြခံပြီးတော့စိတ်ပင်ပန်းလူပင်ပန်းအားပေးတဲ့သူတူတူယောက်ချင်းစီတိုင်းကိုအားလုံးကိုကျေးဇူးတင်ပါတယ်အားပေးပါလို့ပဲပြောချင်ပါတယ်သမီးလည်းကြိုးစားပါလို့မိမိနောက်မှာအမြဲတမ်းရှိပါတယ်လို့မလာနိုင်ပေမဲ့စိတ်ကနေအမြဲတမ်းခွန်အားဖြစ်အောင်စုပေးနေပါတယ်လို့မြေတားတွေလည်းပေးနေပါတယ်လို့ကြိုးစားပါလို့ပြောချင်ပါတယ်ကျေးဇူးပါကျေးဇူးပါတာ